အားလုံးမင်္ဂလာပါဘိုးဖြစ်ပါတယ်ဘိုးထင်းမှာသာစကားကျူးစွာတယ်နော်ဒီနေ့မှာကျတော့ကျွန်တော်ပါလာပြီးတော့ share ပြီးလဲဆိုတော့ပုံမှန်ပြထားတဲ့ထိုင်းစကားလေးတွေပေါ့နော်အဲအဲ့ဒါလေးတွေလာပြီးတော့ share ပေးတာဖြစ်ပါတယ် okay အဲ့ဒါကျွန်တော် share တာဒီစာထဲမှာရေးထားတဲ့လောက်ပဲ share တာမဟုတ်ဘူးနော်ကျွန်တော်အဲ့ဒါယူတခါလဲချက်ပြီးတော့အများကြီးပြောပြောလို့ရတဲ့အာအဓိပ္ပာယ်ယူပေါ့နော်တခါလဲလာ share ပေးတာပေါ့နော် စာထဲမှာလောက်ပဲဆိုလို့ရှိရင်တော့အော်စာထဲမှာလောက်ပဲရမှာကွာကျွန်တော်ဒီခါလေးအခုလိုမျိုးပြောလို့ရှိရင်အာဒီဗစ်အရာတွေပါဒီခါလေးကျွန်တော်ထိပ်ပြီးတော့ပြောပြသွားမယ်နားလည်အောင်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုစောင့်အောင်ဒီကြည့်သွားပါလို့ကြည့်ပေးပါလို့ပြောချင်ပါတယ်။အော်ပြီးတော့နည်းနည်းပေါ့နော်။ Okay စာမယ်။ကျွန်တော်ဒီခါလေးပြမှာဖြစ်ပါတယ်နော်။အဝိုင်းလေးနဲ့ပေါ့နော်။ဟိုမှာဘလိုဝိုင်းမဲဆိုတော့ဝိုင်းလေး ပြီးတော့โอเคအဲ့ဒီဝိုင်းတဲ့ဟာကိုကျွန်တော်အရင်ပြောပြမှာဖြစ်ပါတယ်။โอเคအဲ့ဒီဝိုင်းတဲ့ဟာတွေကိုကျွန်တော်အရင်စမယ်ဆိုတော့ပုံနှစ်ယောက်ပေါ့နော်။အဲ့ဒါဘလောက်လဲ။ဆိုပေါ့နော်ဘလောက်လဲ။ဘလောက်လဲဆိုတာကိုမြန်မာလုံးနဲ့ဘလောက်လဲပေါ့နော်ပြောချင်တာမြန်မာလုံးနဲ့ဘလောက်လဲ။ ပဲရမစူဘောနော်ဥပမာကွာဘာမစူဘလောက်လဲကွာမီးချင်တယ်ဆိုလို့ရှိရင်ထောက်ရိုက်ထောက်ရိုက်ဆိုတော့ဘလောက်လဲဥပမာကွာဒါဘလောက်လဲအနီအနီဆိုတော့ဒေါစာနော်ဒေါစာဆိုဒေါစာဒီယာဘောနော်အနီထောက်လိုက်ဆိုလို့ရှိရင်ဒါဘလောက်လဲဖြစ်သွားမှာနော်အဲ့လိုပေါ့နော်ကိုကဇီနိုမေးတဲ့အချိန်မှာတုံးတဲ့စကားဖြစ်ပါတယ်ထောက်ရိုက်ဆိုတာကြည်နေထင်တဲ့ထောက်ရိုက်ဆိုပြီးတော့သွားမေးနေပေါ့နော်ဥပမာကိုမေးချင်တဲ့အရာလေးကို လက်ညိုးလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ကင်ပြီးတော့ပဲဖြစ်ဖြစ်မေးပေါ့နော်။ဘယ်လိုလဲဆိုတော့အနီထောက်ရရင်အာအဲ့လိုမျိုးပေါ့နော်။အဲ့ဒါဆိုဒီဥစ္စာဘယ်လောက်လဲ။ဒီအရာဘယ်လောက်လဲပေါ့နော်။ကိုကအဲ့လိုမေးလိုက်တာဖြစ်ပါလေ။ Okay ဒီလောက်ဆိုထောက်ရဆိုတဲ့အရာကိုဘယ်လိုတောင်းရမလဲဆိုတာငင်းတို့သိမှာပေါ့နော်။အာအဲ့လိုမေးလို့ရပါရဲ့နော်။ကိုဥမာခေါ်မတက်ဘူးဆိုတော့ကိုဝယ်မဲ့ရကိုဝယ်မဲ့ဥစ္စာကွာဥမာအနေနဲ့ကွာအာစက်တုံဖြူထားပါတော့စက်တုံဖြူကို เล่าเลยกูมีแม่กระเทียมเท่าไหร่อ่าตกิโลเปล่าเลยปนเนาจะต้องคิวตกิโลเปล่าเลยสูชิงกระเทียมโลแล้เท่าไหร่ครับอ่าอลืมอยู่ก่อนเนากระเทียมโลแล้เท่าไหร่หนึ่งกิโลเท่าไหร่อ่าอลืมมีรู้เลยอย่าเลยมิวมิวมีรูอย่าเลยกระเทียมสุดอ่าจะนรู้จะต้องคิวกอนนหนึ่งกิโลสุดตกิโลเปล่าเท่าไหร่สอบเปล่าเลยกระเทียมหนึ่งกิโลเท่าไหร่ครับ အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုကျက်သုံးဖြူ1ကီလိုကိုဘယ်လောက်လဲခင်ဗျာပေါ့နော်အဲ့လိုမျိုးတွေတွဲသုံးရရင်နော်ထောက်ရိုင်းလောက်ပဲဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတဲ့အဓိပ္ပာယ်ကူရပါ Okay အဲ့ဒါကိုကတွဲပြီးတော့တုံတက်မှုလို့ရတယ်နော်တကယ်ကြီးလို့အဲ့လိုမျိုးပေါ့နော်တွဲပြီးတော့တုံသွားဒါမှမဟုတ်ပစ္စည်းလေးကိုကင်ပြီးအနည်းထောက်ရိုင်းအဲ့ဒါဒါဆိုဒီဥစ္စာဘယ်လောက်လဲအဲ့လိုမျိုးရှိတယ်။ Okay နောက်တစ်ခုသွားမယ်။နောက်တစ်ခုကဘာလဲဆိုတော့ဟွာ အာဟုတ်နော်နောက်တစ်ခုကဘာလဲဆိုတော့ညကျွန်တော်ဖြတ်လိုက်အောင်မယ်နောက်တစ်ခုကဘာလဲဆိုတော့ပေါ့နော်အဲ့ဥစ္စာဈေးကြီးတယ်ကွာ ပြောချင်တာဈေးကြီးတယ်ဒီဥစ္စာဈေးကြီးတယ်ကွာအာဈေးကြီးတယ်ဆိုတာကိုကိုကပြောချင်တယ်ဆိုလို့ရှိရင် pang pang ဆိုတာဈေးကြီးတယ်တိတ်ပြီးတော့ဈေးကြီးတယ်ဆိုလို့ရှိရင် pang mark pang mark ဆိုတာတိတ်ပြီးတော့ဈေးကြီးတယ် အဲ့လိုမျိုးပေါ့နော်တိတ်ပြီးတော့ဈေးကြီးတယ်ဆိုတာဖန်မှဈေးကြီးတဲ့လောက်ပဲဆိုလို့ရှိရင်ဖန်ဖန်ကျွန်တော်တန်လေးကိုနားထောင်ပြီးတော့ပြောပြနော်လိလပေးစာကိုတော့ကျွန်တော်တက်နိုင်ဆုံးရေးပေးထားတယ်နော်ကျွန်တော်ထိုင်းစာကိုထိုင်းတန်ထုတ်ဖို့မြန်မာစာနဲ့ရေးမလို့အင်တာမခေရင်တယ်ပေါ့နော်အင်္ဂလိပ်စာလေးနဲ့လည်းနည်းနည်းရေးပြထားပါရဲအဲ့မှာအင်္ဂလိပ်စာလေးနဲ့ဖတ်ပြီးတော့လည်းအတထွက်လေးဖတ်လို့ရပါတယ်နော်ဖန်ဆိုတာဈေးကြီးတယ်ပေါ့နော်ဆိုလိုတာโอเคနောက်တစ်ခုသွားမယ် ဟိဒါတော့ပါလဲเนาะဇိတ္တတဲ့ဇိပေါ်တော့ဗောနောဇိဇိနေတဲ့ဇိတ္တတာအဲအဲ့လိုမျိုးပြောချင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ဇိတ္တတဲ့ဇိပေါ်တဲ့ဇိနေတဲ့ဗောနောအဲအဲ့လိုမျိုးဖြစ်ပါတယ်အဲ့ဒါကြတော့ထိုထိုတန်ထွေးလေးကိုနားထောင်เนาะထိုဆိုတာဇိနေတဲ့ဇိပေါ်တဲ့ဇိတ္တတဲ့ခင်ဗျာထိုမှတ်ထားပြီးပါနောက်တစ်ခုသွားမယ် nó cua cho đó nó à nó cua cho à dí số dí số lưu yam là bao nó số lưu đấy đi bè số bê lưu yam là quá dí số bê lưu yam là cho chỉ là số bê lưu yam là à lưu như đi bè bao nó lót đai mai đai mai số là ya là lot ဆိုတာ short တာကိုပြောတာ lot day my ဒီ short short ပြီးလို့ရလားဘောနော်အာတော့မဟုတ် lot time noi lot time noi နည်းနည်း short ပြီးပါအာအဲ့ဒါကြတော့ lot day my ဆိုတာ short လို့ရလားဘောနော်တော့မဟုတ် lot time noi ဆိုလို့ရှိရင် short ပြီးပါဘောပြောရမယ်ဆိုရင်နည်းနည်း short ပြီးပါဘောနော်အာအဲ့လိုမျိုးတွေရှိပါတယ်အာ lot day my ဆိုတာကြတော့စီစာထဲအတိုင်းဆိုလို့ရှိရင် lot day my လော့ဒ်တိုင်းမိုင်းရေရှိုးလို့ရလားဘောနော်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဒီဥစ္စာဘောနော်ပြောမှာစုဒါဒါဒီဥစ္စာဒီယာဆိုတဲ့သဘောရှိတယ်အဲ့ဒါဒါဘောနော်ဒါဒီဥစ္စာဒီယာအဲ့လိုမျိုးအနီးအနီးဆိုတာဒီဥစ္စာဒီဟာသူရဲ့အဓိပ္ပာယ်ကနော်အနီးဆိုတာအဲ့လိုမျိုးဘောနော် အနီးဆိုတာဒီဥစ္စာဒီယာဒီဟာโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဟိုဟာဟိုဥစ္စာဟိုအရာဘောနော်အဲ့လိုမျိုးပြောချင်းတယ်ကွာဟိုဟာဟိုဥစ္စာဟိုအရာဆိုပြီးတော့ပြောချင်းတယ်ဆိုလို့ရှိရင်အန္နန်အဒီဟာအဒီဟာအဒီဥစ္စာအဒီအရာအဲ့လိုမျိုးပေါ့အန္နန်ဆိုလို့ရှိရင်โอเคဒီလောက်ဆိုရင်တကယ်လို့သဘောပေါက်မှာပါနော် ါဒီထဲကပါတဲ့စကားလေးတွေကိုကျွန်တော် လာပြီးတော့ share ပေးတာဖြစ်ပါတယ်ဒီနေ့မှလို့ထင်ပါတယ်အားလုံး thank you ပါနေကျွန်တော် channel လေးကို subscribe လုပ်ရသည် subscribe လုပ်သွားပါလိုဒီဘဲလေးပေးသွားပါเนาะခုလိုမျိုး video file ကျွန်တော်တင်လိုက်လို့ရှိရင်တငယ်ရေးလို့ဖုန်းမှာတစ်ခါတည်းလာပုံမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် Facebook page လေးကို follow မလုပ်ရသည် follow လေးလုပ်သွားပါအဲ့ဒီ Facebook မှာလာပြီးတော့เนาะ Messenger အနေနဲ့မေးမြန်းလို့ရပါတယ်เนาะအာဘာလို့ပြောရလဲ ကျွန်တော်တက်တာလေးလေးကျွန်တော်တိတာလေးလေးတွေကျွန်တော် share ပေးมาဖြစ်ပါတယ်ကျွန်တော် Facebook ကိုကြတော့နာမည်လေးနဲ့ share လို့ရပါတယ်အဲ့ဒါကြတော့ပုံမှန်ပြထားတဲ့နာမည်လေးဖြစ်ပါတယ်နော်ပုံမှန်ပြထားတဲ့နာမည်လေးပါ Okay ပါအဲ့ဒါလေးအဲ့ဒီနာမည်လေးမှာနှိပ်ပြီးတော့ share ကြည့်ပေါ့နော်ဖျောင်းတိုင်းပုံလေးနဲ့ကျွန်တော် Facebook ဖြစ်ပါတယ် page ထောင်လာတာရှိပါတယ် Okay အားလုံးကျေးဇူးတင်ပါတယ်အားလုံး thank you ပါ bye bye ขอบคุณครับ